ဲ့ဒီမှာချမ်းချမ်းကောကွမ်းကွမ်းကလိန်ကုံကူးတဲ့အဖွဲ့လေးနဲ့နှစ်ပင်လေးနဲ့ပြည်ပြဒနာတက်နေတယ်အားလုံးသိရမယ်ထင်တယ်ဆိုတော့အားလုံးသိရကိစ္စဆိုရင်တော့ကျွန်မမပြောဘဲနဲ့လက်ရှောင်နေအားလုံးမသိရမယ်မြင်ရရှူတောင်တစ်ခုပါချမ်းချမ်းကတူတမီလေးကိုပြင်ပါတာလေးကိုထည့်လိုက်တယ်အဲ့လက်ရှိရှင်မှာကတော့ချမ်းချမ်းကနေပြလူပုံကူးနေရကုတုမသူ့မခေါ်လို့ဆိုပေါ်ခွင့်နေပုံဖြစ်ပါတယ်ဘာလို့လဲဆိုတော့စံပြလေးမှာကခင်မကောင်းတော့ဈေးမကောင်းတော့ထင်ပါတယ်ဘာလို့ဘာလို့ဘာလို့ အဲစစ်ပွေးတွေကိုထမင်းကျွေးနေရနေထားပါဗျာတင်မတင်မတင်မနော်တင်မနော်အပေါ်တင်မတက်ပါလားတက်ပြီးစေကားသားလားဟုတ်ကဲ့ဆက်တဲ့ပြရမစရာအပေါ်တက်ပါ ဒီလေပြည်သူစစ်ကောင်းဆောင်တယ်ဗျာဒီမှာဒီမှာညောညောညောဆိုညောဆိုအမ်းပြီးဘုန်းကြီးပြီးဝတ်နော်အခုကဝေယဝဆကိုသိမ်းအောင်ဖြစ်နော်ဟိုမှာရင်ကြီးလဲကျုပ်ပဲဟိုမှာနိုင်ငံသားဆိုလဲကျုပ်ပဲငိမ့်ညံရေးဆွေးနွေးလဲကျုပ်ဟိုပြေးလိုက်ပြီးပြေးလိုက်လေသမားကြီးလဲလို့ဟုတ်လားဘာမှလည်းမလို့ချင်ဘူး ဘာမှလည်းမမမောဘောလမ်းမှုတွေအားလုံးပဲတဘောဝမေးနဲ့မေးပြီးတာမှမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျေရိုပေါ်လရှင်ရဲ့ channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေဒီလိုရီရီရှင်မလို့သွားပေးမှာတော့ယနေ့နိုဝင်ဘာလ18ရက်နေ့ရဲ့မနက်ပိုင်းတင်တော်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လမ်းမှုတွေအားလုံးပဲအဆုံးနှစ်ရှိဖို့ဒီနေ့တမန်တောင်းဆုလိုက်ပါရစေနေ့ညညသတင်းစီမှာတော့တော်လိုင်းပွဲတစ်ခုအားဖြစ်နေတယ်ဖြစ်တဲ့အတွက်ပြင်ပြမှုပြခွက်ခဲ့တဲ့တော်လန်မျိုးတွေအားလုံးကိုဒီနေရာပဲထပ်မံတောင်းပန်ကြပါရစေ။နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ရဲ့တော်လန်ရေးကိုပုံမှုပြီးတော့ထိရောက်စေဖို့အတွက်တော်လန်ရေးဗီဒီယိုတွေကိုကြည့်ရှုတဲ့အခါမှာ အဓိရတဲ့ချိန်တိုင်း VPN ကိုဖွင့်ပြီးတော့ကြည့်ရှုဖို့လဲဒီညာကနေပြီးတော့ထပ်မံတောင်းဆိုခြင်းပါတယ်။တောင်းဆိုနေတဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရိုးစည်းပွားတွေနိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1951ရက်တောင်ရှိနေဖြစ်ပါတယ်။မနိုင်ငံတော်တရားတာတွင်စစ်ကောင်စီကစစ်ကွေးဒီဆုံးမှုစင်းမှာတော့တိုင်းတိုင်းခလီမျိုးနံမှာတော့ရည်တလူမရသည့်အသေးများနေပါတယ်။မကွေးတိုင်းပေါင်မျိုးနံမှာအကောင်20နဲ့၃ကိုတော့ရှင်ပြထားပြီးတော့မကွေးတိုင်းကြမ်းမတ်မျိုးနံမှာ၃ကောင်မကွေးတိုင်းစလင်းမျိုးနံမှာ အုပ်ကိုရှင်မီပြီးတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာ10ကောင်မန္တလေးတိုင်းမြင်းညံမြို့နယ်မှာ9ကောင်နဲ့မုံပြည်နယ်ကြိုက်ထုံမြို့နယ်မှာ2ကောင်ဒီဒီဒီဆုံးကကြောင်းလည်းသိရှိရပါတယ်။ပြဘာဦးသွင်းသတင်းပုတ်အနေနဲ့ကတော့အာခိုင်ကျတော် A ရဲ့စစ်နီးပြူဟာနဲ့ဘဝပြတ်သွားတဲ့စစ်ခွေးတွေပဲဖြစ်ပါတယ်။ဒါကတော့ကြောက်ဖြူစစ်မြေနာမှာအထိနာနေတဲ့စစ်ကောင်စီတပ်ဟာအာခိုင်ကျတော် A ရဲ့စစ်ရေးပြည်ရမှာစက္ကပိုင်းတွင်တပ်ဖွဲ့ဝင်20ကျော်ထဲမှာနဲ့သိဆုံးသွားတာဖြစ်ပါတယ်။ A ဟာစစ်ရေးပြည်ရရာယာယီစုပ်ပစ်လိုက်တဲ့ကြောက်ဖြူမြို့နယ်မင်းပြင်ရွာ Raiders ခန်းမှာ နိုဝင်ဘာလ14ရက်နေ့နေ့ကမှကဖြစ်စဉ်တစ်ခုမှာတော့စစ်ကောင်စီရဲ့စီရေးစွမ်းရည်နဲ့ဖြစ်တည်မှုနဲ့ A ရဲ့စီရေးပရိရဲ့ကြွယ်ဝမှုကိုရှင်းရှင်းလင်းလင်းမြင်သာစေခဲ့တာလည်းဖြစ်ပါတယ်။အပေါ်လာတဲ့ရုပ်သံမှတ်တမ်းတွေကိုလည်းအားလုံးပဲကြည့်ဖို့လိုထင်ပါတယ်။အိမ်မှာတော့ Raiders Scan ရှိမှာတပ်ပမဲ့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတန်းစီနေချိန်မှာ AA ပြစ်လိုက်တဲ့လက်နက်ကြီးဟာတဲ့တဲ့ထိမှပေါက်ခွဲခဲ့တာဖြစ်ပါတယ်။ AA ကလက်နက်ကြီးနဲ့ပြက်ခင်မှာတပ်ပုံမှတ်တမ်းနဲ့ပါဖို့အပြေးလွှာတန်းစီနေသူတွေလည်းရှိပါတယ်။လက်နက်ကြီးပြစ်ခံရခဲ့ပြီးနောက်မှာတော့မြေပြင်ချင်းတွေကလုံခဲ့တဲ့စက္ကန့်ပိုင်းကနေဆက်ညှိမှဖြစ်ပြီး ွေးတွေတုံယုံလဲွားတယ်အားလုံးတွေ့မှာဖြစ်ပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မှာအွန်လိုင်းတတိယသိမ့်ပိုက်လိုက်တဲ့မောတော်မျိုးကိုပြန်လဲသိမ့်ယူရန်ဆိုပြီးတော့ကန်ယိုရန်တိုင်းမှုကိုကျိုးကျော်ကျော်ဟန်ကိုနေပြီးတော့စေယုံကဖိအားပေးထားပြီးမြို့ကိုပြန်လဲသိမ့်ပိုက်နိုင်ခြင်းမရှိပါကတိုင်းမှုရာထူးမှာအဖြုတ်ခံရမည်ဖြစ်ကြောင်းသိရှိရပါတယ်။ဒါနိုမာ14ရက်နေ့ကန်လေဥဆောင်တဲ့တော်လိုင်းတတိယတနင်္သာရီနဲ့တနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတော်မျိုးကိုတိုက်ခတ်သိမ့်ပိုက်ခဲ့တာဖြစ်ပြီးစစ်တုံးမှန်43နဲ့လက်နက်ခဲယမ်းမြောက်များကိုလည်း ော်လိုင်းတရီကသိသိရရှိခဲ့တာလေဗီဒီယိုရဲ့ finding နဲ့မြ၊တပ်ပံတင်ပြပေးသွားမှာဖြစ်ပါတယ်။အော်တော်မျိုးသိမခံရပြီးနောက်မှာတော့စရေးအတွက်အဓိကတာဝန်ရှိတဲ့ကယ်ယိုရန်တိုင်းမှုဘူဂျိုဂျိုဂျိုဟန်ကိုနေပြီးတော့စေယုံကထုကြည်လာတင်ပြခိုင်းပြီးမော်တော်မျိုးကိုချက်ချင်းပြန်လဲတည်ယူနိုင်ရေးဆောင်ရွက်ရန်စီခိုင်းထားကြောင်းတော့သိရှိရပါတယ်။ဘူဂျိုဂျိုဟန်ကိုနေပြီးတော့စေယုံကတတိပြမှုများရှိနေသည်မှာမှန်ကန်ကြောင်းနဲ့သူရမှာလဲတိုင်းမှုကစေကောင်းတော်မဲအောင်နိုင်ကိုတစ္ဆာခံသူဖြစ်တဲ့အပြင်တိုင်းရင်းသားလည်းဖြစ်ချင်းကြောင့်စေကောင်းတော်ကသဘောကျသူဖြစ်ကြောင်းပြောင်းလဲဖြစ်နိုင်မဲ့ဖြစ်နိုင်ကြတော့တိုင်းမှုအနေနဲ့နေပြီးတော့စေယုံကစိတ်ကြည်နှက်စီမဲ့ စီရလည်းများပြန်လဲပေါ်ဆောင်ရန်လူပဲကြောက်နေတုံးသက်ဖြစ်တာတွေ့ရှိရပါတယ်။သူ့ကိုတော့နောက်ဆုံးသတိပေးခြင်းနဲ့နောက်ဆုံးခွင့်ရေးပေးတဲ့သဘောတော့ရှိပါတယ်လို့နေပြီးတော့စစ်ပတ်သတိမိကပြောထားပါတယ်။ခုနတုံးနေသေးတယ်လေ။အော်ဒီလိုပေါ့။အဲ့တော့ဘာသာလဲ။ဘုံမလို့ပေါ့လား။အဲစကွေးတွေကိုသမင်းကျွေးနေရနေထားပါဗျာ တင်မတင်မတင်မနော်။ဟဲ့နင်းနေတော့ပါ။အပေါ်တင်မ။တင်တော့ပါ။တင်ရောင်း။ဟဲ့ဒီလူစေကောင်းတော့လား။ဟုတ်ပါဘူး။ဆက်တယ်ပြရမယ်ဆရာ။အပေါ်တက်ပါ။ဒီလေဒီစစ်ကောင်းတော့နေမှာနေမှာနေမှာညောညောပါညောစိုးညောစိုးနမကြီးပေါ့ဘဝနာမနေတာရဲစခန်းနာမနေတာလာတာပြီလားဘယ်လောက်ရလဲတက် တော့ကရင်နီရပဲပါလားကရင်နီပါလားကရင်နီကရင်နီဘာဟုတ်ခုခိုင်တဲ့ခိုင်တဲ့ကိုပေါ့ပြီဒါကြုံမပါဘူးဒါကြုံမပါဘူးတက်ခိုင်မပါဘူးမပါဘူးဒိတ်ခိုင်ပဲပေါ့ပြီလားဒီရောက်ပါလေမလားယေနေမပလို့ကလားသူ့ဘာမီးနေငယ်ကြီးပဲအရင်ပဲသူတပဲတွေသူကအဝစီရီလောက်ထားတာ ဒါကြီးရဘုရားဟာတို့ကာဝေးစခန်းမှုပဲရောင်းသွားလဲသုံးမှုပါပြီးတော့ဆောပါမီအကြီးစပါလားဟင်တူလာဖင်တူလာလေးရအာဒီကောင်ကလည်းလောကဦးကြီးမှုပါလားအခုတော့ဆိုရင်ဖြစ်တယ် ကျေးဇူးပါဘယ်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 ချင်းနေလားချင်းနေလားတရားရောဟောချင်းပါနေကာကာမမနေရတော့ဘာမပြောရဦးမသိရတော့ဦးဟုတ်ကဲ့ဒီနေ့ဒီနေ့ဒီနေ့ ဖြစ်စားနေမလဲဘာကြီးအဲ့မှာရောက်ပြီနေအောင်ကကောင်းကောင်းနေကြတော့ကြလားပြောင်းလို့မဒီဘုံတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့မောတော်မှာမိထားတဲ့စစ်ကွေးတွေကိုထမင်းကျွေးရိုက်တိုက်ပြီးတော့ကောင်းမွန်နေခိုင်းနေတာကိုလည်းဖြစ်ပါတယ်။အဲဒီရောတော်လန်ကြီးမှာကုလိုရီအနေထားရှိမယ်လေ။ ရလူမြတ်စကူရီဘက်ကတာတော်လိုင်းကြီးရဲ့ဘက်ကိုမိရင်ဒီလိုမျိုးပြန်နဲ့ဆက်ဆံခံရမလားဆိုတာကတော့တော်လိုင်းမျိုးတွေပဲစဉ်းစားဆုံးဖြတ်ပြီးပြောခဲ့ကြည့်ပေးကြပါအောင်ဗျာတို့တွေကျွန်မမဟုတ်တူမှာအသေးပါရှင်ဒီနေ့ပြောမယ့်အကြောင်းအရနှစ်ခုပါချမ်းချမ်းခေါ်ဝမ်းဝမ်းကိုအတူတူတင်းနေတဲ့အကြောင်းနဲ့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ဒန်းနူခွင့်ရေးပေးတင်တဲ့အကြောင်းလက်ရှိမှာချမ်းချမ်းခေါ်ဝမ်းဝမ်းကလိန်ကုံကူးတဲ့အဖွဲ့တွေနဲ့နှစ်ပင်လေးနဲ့အတွက်ပြဿနာတက်နေတယ်အားလုံးသိရမယ်ထင်တယ်ဆိုတော့အားလုံးသိတဲ့ကိစ္စဆိုရင်တော့ကျွန်မမပြောဘဲနဲ့လက်ရှောင်နေအားလုံးမသိတယ်မမြင်နဲ့ရှူတောင်တစ်ခုပါ ချမ်းချမ်းဟာတူတမီလေးကိုခရင်ပါတာလေးကိုထည့်လိုက်တယ်။အဲလက်ရှိရှင်မှာကတော့ချမ်းချမ်းကနေပြီးလူကုန်ကူးနေတာပုဒုမသူ့မခေါ်လို့ဆိုပေါက်ကွင်းနေပုံကြီးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စံပြစည်းမှာကခင်မကောင်းတော့ဈေးမကောင်းတော့ထင်ပါတယ်။ ဒါကြောင့်မလို့ကလေးရဲ့အဖေဖြစ်တဲ့ဖုန်းတိုက်ကဘုရားဘာသာဝင်ဖြစ်တော့သူတမီးလေးကိုအတင်းဘာသာရေးအာစီယုံမီခရီးယံဘာသာဝင်နဲ့ထည့်လိုက်လို့ကလေးရဲ့အဖေကပောက်ပွဲနေတာ။ဒီမှာဖုန်းတိုက်ကိုသွချော့လိုက်လေ။ဆိုတော့ချင်းချင်းမှာသူပေါ်ရခရီးယံဘာသာဝင်ဖြစ်တဲ့အတွက်သူတမီးကိုခရီးယံဘာသာဝင်ဖြစ်အောင်ခရီးယံကိုယုံကြည်အောင်သူစိတ်ယုံနိုင်နဲ့တည်ပြနိုင်နဲ့ချမ်းချမ်းတော်တယ်။ကျမတို့ဒီလေဘုရားဘာသာဝင်ဖြစ်တဲ့အတွက်ကျမမှာဆိုရင်တူလေးတွေရှိရယ်တူမလေးတွေရှိရယ်ကျမတို့ကလေးတွေကို အဖေအမေလို့မခေါ်တတ်စင်စကားမပြောတတ်သေးတဲ့အရွယ်လေးကစပြီးတော့ဖခင်အကြောင်းကြောင့်ရှေ့ရောက်လို့ရှိရင် လက်အုပ်ချီပြီးတော့ဥတော်လို့တင်ပေးတယ်တခြားလောက်ဘုရားဘာသာဝင်တွေလက်ထီလို့ပဲတချို့အဖိုးအဖားတွေမိဘတွေเนาะအကိုတွေအမတွေအတော်တွေဦးလေးတွေအနေနဲ့ကမိမိတို့ရဲ့မျိုးဆက်ကိုဖခင်အကြောင်းကနေတွားတဲ့အခါဥတော်ဥတော်လက်အုပ်ချီတောင်းတင်ပေးကြတယ် ဘာလို့လဲကိုကိုတိုင်းကယရနာသုံးပါးကိုတတ်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်မိမိတို့ရဲ့သားသမီးမျိုးဆက်ကိုလည်းပဲလူမန်းတိတဲ့စာအရွယ်တွေကဖျားမြင်ဦးထားတဲ့အောင်တန်ခါမြင်ရဲ့လက်အုပ်ကြီးတောင်းတင်ပေးကြတယ်။ချမ်းချမ်းဒီလေခရိယံဘာသာဝင်ဖြစ်တဲ့အတွက်သူယုံကြည်ရခရိယံကိုသူသမီးတို့သူတင်းသွင်းနိုင်နဲ့စိတ်ယုံနိုင်နဲ့ဒါဆိုရင်မအားလို့မြမာပြည်မိပါရရင်ကပဲဘူအောင်ဆန်းလူသူရဲ့ကောင်းနေမွေးရမေးဘူအောင်ဆန်းရဲ့သမီးအောင်ဆန်းစုကြည အရိယာမာကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြမပြေကလူငယ်တွေကိုဖိဖိလို့ဖြစ်စေခြင်းပါတယ်ဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန်းဒါအဲရီနဲ့ခင်အဲရီကိုဘာကြောင့်နမောတတလောက်တော့သင်မပေးခဲ့တာလဲရင်သေးနိုင်မလားနင်တို့ခွေးတွေကဆွဲထားတာလေအိမ်မှာခွေးတွေကဆွဲထားပြီးခွဲထားတာနေအဲ့ဒါဒီတော့မစင်းစားတယ်ဘူးလားနင်တို့ခွေးတွေလုတ်လို့အခုလူဘဝတွေကအခုလူသူတို့ဘဝသွားနေရတာနော်မေဆူတို့ဘဝကိုနင်တို့ခွေးတွေဖျက်ဆီးခဲ့တာအဲ့တော့နင်တို့ခွေးတွေကိုလည်းပြည်သူတွေဘယ်တော့မှကြည်မှာမဟုတ်ဘူးအဲ့ဒါသေချာစစ်ချနင်ကိုနေတော့ရင်ဘသူသင်ခိုင်းလိုက်အောင်နော်ဟိုတောင်းရင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်လို့ရှိရင် သူ့သားတွေဟာသူ့ရဲ့တုံ့နယ်ဆုံးမအမှုအောက်မှာရှိခဲ့တာเนาะဘုရားဘာသာဝင်တို့ရဲ့သားသမီးတီအသက်၄၅နှစ်အရွယ်တည်းကနမောတတနဲ့ဗုဒ္ဓသာရဏကိစ္ဆာမီလောက်တော့ရက်ဖက်ပူဇော်တတ်ကြတယ်တော်ဆန်းစုကြည်မြမပြည်ကိုပြန်လာပြီး88အရေးခင်မှာနိုင်ငံရေးလေတုံစည်းတဲ့အချိန်မှာသူသားတွေကအသက်10နှစ်ကျော်10နှစ်ဆိုတဲ့အရွယ်တည်းအနည်းဆုံးတော့နှမောရှစ်ခိုးပါပြီဗုဒ္ဓံထရနဲ့ကိစ္စမိဒါတော့နားလည်အောင်သင်ပေးနိုင်ရမယ်သူဘာကြောင့်မသင်ပေးခဲ့တာလဲ သူဘာကြောင့်သင်မေးသင်မေးရနေနဲ့မဆိုင်ဘူးじゃသူတို့ဘိုင်းနေပိုင်းကတော့နင်းဘကိုနင်းဖခင်တွေရှိခိုးပြီးဘုံတွေကြည့်မခိုင်းဘူးပဲရင်းသွန်းသွားပြီးသင်မေးလိုက်မှာငါနဲ့ပြီးဘုံကြီးပြီးဝတ်နော်အခုကဝေယဝဆကိုသိမ်းမအောင်ဖြစ်နော်ဟိုမှာရင်ကြီးလဲကျုပ်ပဲဟိုမှာနိုင်ငံခြားဆိုလဲကျုပ်ပဲငိမ့်ညာရေးဆွေးနွေးလဲကျုပ်ဟိုပြေးလိုက်ပြီးပြေးလိုက်လေသမားကြီးလဲလို့ဟုတ်လားဘာမှလည်းမလိုချင်ဘူးဘာမှလည်းမမမောဘူး ဟုတ်လားလောကကြီးထဲမှာခဏလေးလာတာတောကတွေရွယ်နေရတဲ့ပြည်သူတွေကိုတောကကနေလွတ်မြောက်စေခြင်းနဲ့ဆန္ဒပဲရှိဟွန်းအဲ့လိုမျိုးဆန္ဒရှိရင်မင်းရောက်နိုင်သွားရှင်းလိုက်ဘောဟာဘာလို့များမင်းအခုလိုမျိုးရုန်းကန်နေရတယ်မင်းတကုံမရှင်းရမှာတကုံရှင်းနေတဲ့အစီအပြေးနေပြီးနော်အားလုံးခမရတို့နဲ့ကျွတ်တို့နဲ့နောက်ဘွားတွဲမှာလဲမဟုတ်တော့တွဲလဲမမှန်ပြီးဟွန်းမင်းလည်းဘာသူမှမတွေ့ကြုံဒီဘောပါတော့မတွေ့ကြုံမင်းဘာသူမှနော်ဒါကြောင့်တွေ့တော့မှအကောင်းဆုံးဖြစ်အောင်လုပ်ပေးသွားခြင်း ေတော့မှကျုံမှမင်းကျုံမှကျုံမှမပူနဲ့ကျုံခံမှမင်းဟုတ်လားဘာလောက်ချမ်းသာချမ်းသာဟိုဘွားကိုတဲသွားလို့လည်းမရဘူးဘာခုမှလည်းတဲလို့မရတဲ့ဘာကိုမဲမောင်းวะမဲမောစရာလည်းတခုမှမရှိဘူးอืมမဲအောင်လဲအောင်မဲအောင်လဲအောင်ဒါကတူလေးပြောနေတာဒါကြောင့်ကိုယ်စလေတွေလည်းမဲမဲမောနဲ့လောဘမကြီးနဲ့ဒေါသမကြီးနဲ့လောဘနဲ့ဒေါသဘယ်အကြီးဆုံးလာလဲလို့ပြောရင်ဒေါသကနောက်ကလာတာလောဘကရှေ့ကလာတာ လောဘကြီးလို့ဒေါသကြီးတာနော်ဒါကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေကြီးသူတွေအတွက်ကိုငါနဲ့ဇက်တိုက်မနာရန်လုတ်ပေးသွားပါလို့ပဲကိုယ်စလေလောင်းတွေကိုမှားချလို့ပါတယ်ကျွန်တော်တို့ကြီးသူတွေကအားကိုးရမယ်နော်ရှေ့ရနေပြီးတော့ကောင်းကောင်းခံခံနဲ့ပြောဆိုကာကွယ်ပေးမယ်လို့မရှိရဲရဲဝံ့ဝံ့နဲ့ဆောင်ရွက်ပါ ပြည်သူအတွက်ကိုဟုတ်လားပါသနာပြုတယ်လို့ပဲမှတ်နော်ဆရာတော်တပါးပါသနာပြုနိုင်တမျိုးနယ်တွေပဲရဟုတ်လားခမားတို့ပါသနာပြုနိုင်တနိုင်ငံလုံးပြုလို့ရဟုတ်လားဒါကြောင့်ဘယ်လိုပဲဖြစ်နေဖြစ်နေဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဟုတ်လားကြီးနိုင်ငံချင်းလောက်တာတို့ဟုတ်လားအနိုင်ကြဘိုကြတာတို့ဟုတ်လားလက်ပေးလက်ယူလောက်တာတို့စားတာတို့တောက်တာတို့အတက်နိုင်ဆုံးရှောင်ရောက်ဟုတ်လား ။နောက်ဘွားအတွက်လည်းတည်လို့မရဘူး။ဒီဘွားအတွက်လည်းဒါဟုတ်လားရှီတိုင်းလည်းသုံးလို့မရဘူး။ဟွန်းအမမျိုးချေတော့လှမ်းပြနေသေးတယ်လုံးမပဲတယ်မရဘူးတဲ့ဒါကတော့တော်ကီတပေါ့ရှမ်းရှောင်းတော်တော်ကြော်ကြီးတကောင်ဖြစ်ပါလေကြော်ကြီးကတော့ဘယ်ချိန်မှကြိတ်ခံမလဲဆိုတာကတော့ဆက်လက်ဆောင်ကြံနေတာတခုပါပဲကိုစီရမင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ဒါကိုစီလည်းသိတဲ့အတိုင်းပဲလက်ရှိချိန်မှာဆိုလို့ရှိရင်တော်လိုင်းရေးတက်ဖွဲ့တွေတိုင်းဟင်းသားတော်လိုင်းတက်ဖွဲ့တွေအားလုံးရဲ့ဂျာထဲမှာဟိုတက်တန်းနှုတ်ရယ်ဆိုရင်မဲ့အောင်ပွဲတွေ LED ရနေတဲ့ ဒါတစ်ခွက်တစ်ခုရှိပါတယ်ဒါတော့ဒါအားလုံးတဲ့အတိုင်းအရကတက်တော့ A ပဲပေါ့နော်အရကတက်တော့ A ရဆိုလို့ရှိရင်ဒီလောက်ပင်လယ်ပြင်ကနေဟိုစစ်တမောတွေတိုက်လေရင်နေဒီကြီးတက်ကဲအင်အားတွေစတဲ့ထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့ဒါခုခံဟိုပါပေါ့နော်ခုခံတော်လန်ခဲ့တာကိုတွေ့ရတယ်နောက်ပြီးတော့အောင်ပွဲလေလည်းဒီရရှိခဲ့တယ်အခုနောက်ဆုံးရခိုင်ပြည်နယ်တစ်ခုလုံးကိုသူတို့ခြုံငုံပြီးတော့ထိန်းချုပ်နိုင်ဖို့ဆိုလို့ရှိရင်ကြောက်ဖြူစစ်တွေမောင်ဒီ၃မြို့ဒီ၃မြို့နယ်ပဲကျွန်တော်ရပေါ့နော် ဲ့တော့အာရခတတော်ရဲ့အေရဲ့ဟိုဟာတွေကအားသာချက်တွေကဘာတွေဖြစ်မလဲသူတို့ကဘယ်လိုမျိုးဟိုပုံဖော်လဲပေါ့သူတို့ရဲ့ရည်မှချက်အောင်မြင်ဖို့အတွက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကပြပြပေးပါဦးအဓိကတော့ဒီအရခတတော်အဓိကတော့ရခိုင်လူမျိုးတွေပေါ့နော်ရခိုင်လူမျိုးတွေကအဲကျွန်တော်တို့ပြောမယ်ဆိုရင်သူကမျိုးချစ်စိတ်ပို့ပြီးတော့ဟိုပြင်းထန်တယ်လို့ပြောရမှာပေါ့နော်မျိုးချစ်စိတ်ပြီးတော့စီးလုံးမှုရှိတယ်အဲကျွန်တော်တို့အဲဒီတခြားနေရာတွေမှာဥပမာကျွန်တော်တို့တခြားဒေသတွေရောက်သွားတခြားနိုင်ငံတွေရောက်သွားဘာမှဘာမှချင်းအဲ့လောက် ဟောမဖြစ်ဒါပေမဲ့ရခိုင်ရခိုင်ရေးဆိုအရန်စီလုံးရတယ်ဒါသူတို့ရဲ့အားသာချက်တစ်ခုပေါ့နော်ခုနလိုချိတဲ့အဲခုနတော့ကလက်ရှိနောက်သူတို့ရဲ့လက်ရှိမှာဆိုလို့ရှင်လေသူတို့ရဲ့ခေါင်းဆောင်မှုရအားတစ်ခါတော့ရဲ့ဒီခေါင်းဆောင်မှုဘိုင်းမှာလဲခေါင်းဆောင်မှုကလည်းတော် ဟိုတော်တော်ကိုပြောမယ်ဆိုပြက်ပြက်သားသားနဲ့ခုလက်ရှိဆိုတာပေါ်ကြုံထုံးမြင်နိုင်ပေါ့နော်ဟိုအရေးချင်းရှိတဲ့အဲတကယ်လူတော်ခေါင်းဆောင်တယောက်ပေါ့နော်အဲ့ဒါမျိုးရထားလဲပါလဲနောက်အဓိကတော့သူတို့ရဲ့စီလုံးမှုပေါ့နော်စီလုံးမှုအဲတကယ်တမ်းဆိုလို့ရှိရင်ဒီရခိုင်ဒေသရဲ့ရခိုင်ဒေသတော်လှန်ရေးရတခြားလူပါတယ်ပို့ပြီးခက်ခဲတယ်ပို့ပင်မန်းတယ်ဥပမာဗျာခုဆိုရင်ဒါသူတို့ရခိုင်စီဦးဟိုခေါင်းဆောင်ပေါ်ကြုံထုံးမြင်နိုင်ဒီကိုရောက်ဖို့ရခိုင်ဒေသကိုပြန်ပြီးခြေချနိုင်ဖို့ဆက်ချောင်းလဲတော့ကြိုးစားခဲ့ရတယ်ဟုတ်တယ်သူရှိရရခိုင်ခေါင်းဆောင်တွေတုန်းကလမ်းမာတယ်စစ်တပ်ကဖြတ်တိုက်ခံပြီးတော့ ကြာဆုံးသွားတဲ့ပုံကိုရှိခဲ့တယ်ပေါ့နော်ဒါသူကတော့ရောက်နေရောက်ရောက်သွားပြီပြီးတော့ဒီသူတို့ရခိုင်တမိုင်းမှာလည်းမလုံးဝခုနရှိမှာကိုပြောခဲ့တယ်လို့မျိုးသုံးမျိုးမျိုးသုံးမျိုးမှာလည်းမျိုးသုံးမျိုးကလည်းရှင်းပြောရင်ကျွန်တော်ထင်တဲ့ဒီကြောက်ဖြူစစ်တွေကြောက်ဖြူဆိုလို့ရှိရင်တရုတ်ကဲစီမံကိန်းတွေရှိတယ်ဗျာစစ်တွေဆိုလို့ရှိရင်လည်းဒါအိန္ဒိယရဲ့စီမံကိန်းတွေရှိတယ်အဲ့တော့ဒီဟာတွေမှာကိုကနိုင်ငံတကာနိုင်ငံခြားတခြား နိုင်ငံတွေရဲ့ NOR တွေအကျိုးစီးပွားတွေပါတဲ့အတွက်အချင်းချင်းသိသိချင်းချင်းသိသိလုံနေတဲ့ပုံစံမျိုးတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီကြောက်ဖြုံနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော့အဲ့ကိုမရောက်ခဲ့ဘူး။ဒါပေမဲ့အဲ့မှာတာဝန်ကျခဲ့ဘူးလေကျွန်တော်တို့အသည့်အကိုဘာပြောရလဲဆိုတော့ကြောက်ဖြုံရဲ့မြင်မြင်အနေထားရဒီတခြားမျိုးတွေလောက်ကိုမခတ်ဘူးပေါ့နော်။အာရခတ်တော်နေတဲ့တိုင်းပဲဆိုဒါပေမဲ့ခုနကသူတိုက်နေတဲ့ပုံစံ လေဟိုမျောမျောပြီးတော့ဘေးနားအပတ်ဝိုင်းပြီးတော့နည်းနည်းချင်းပဲလှုပ်တဲ့ပုံစံမျိုးတွေဒါပေမဲ့ကျွန်တော်ဘာထူးခြားတယ်ဆိုတော့ဒီကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်တယ်တိတ်မကြောက်ကျွန်တော်တို့ဒီဒီပြီးမဘက်ကနေလေရင်သွားတယ်ပေါ့နော်လေသွားတယ်ချင်းမျောရင်တော်တော်ကိုဟိုတော်တော်ကိုပြင်းထန်တယ်လို့သိရတယ်ပေါ့နော်တိုက်ပွဲအကြဆုံးမှာလည်းဒီအရာရှိပိုင်းအထိကတော့ဟိုဒီအရာရှိပိုင်းဘုံမှုလေပဲဒါမျိုးတွေဒုဒဘုံမှုအထိကြာဆုံးထိခိုက်မှုတွေရှိတယ်ဆိုတာသိရတယ်ဒါတရားဝင်ဘိုင်းမော်တယ်မတက်ပေမဲ့ကျွန်တော်တို့အတွင်းသတင်းတွေရ ဒါသိရတယ်ပေါ့နော်အဲ့တော့ဒါပြင်းပြင်းတော့ဒီခုနကပြောနေကအဓိကတော့ခုနရခိုင်နေရဲ့အာသူကစီးလုံးမှုအရန်ရှိတယ်ပြီးလို့ရှင်နောက်ပြီးတော့ဒီစစ်တပ်အာခတ်တော်အေကသူကဒီ တိုင်းလက်နက်ကိုင်ရှင်ကြီးကိုကျွန်တော်တို့ဒီ PDF ရဲပေါ်တယ်ရုံးစကားပြောပြတယ်သူတို့အတူအားလုံးဟာတော်နဲ့တွဲတိုက်ဖူးတယ်အဖွဲပေါ့နော်လက်နက်ကိုင်အချင်းချင်းအောင်သူတို့ကလေးစားဘာလို့သူကအမိန်နာခံမှုအားကောင်းတယ်ပြီးတော့သူကစစ်တပ်ပုံစံအတိုင်းလုံးဝစစ်တပ်ပုံစံနဲ့သူကစစ်တပ်ဖွဲ့စည်းအတိုင်းစစ်တပ်ပုံစံမျိုးပဲစနစ်တကျ institution ကိုကောင်းကောင်းခက်ခိုင်မာမာကိုစနစ်တကျလှုပ်ထားတာကိုတွေ့ရတယ်အဲ့ဒါကသူ့ရဲ့အားသာချက်တော့ပြနောက်ပြီးတော့တခုကအဲလက်ရှိသူကခုမှမဟုတ်ဘူးဗျာအေးကျွန်တော်တို့2019ဝင်းကျင်2018ဆိုအရင်အာနာမသိငင်နေရ ညီမစနစ်တိုက်တာအဲ့တုံးတည်းကဟိုအဲ့တုံးကမျိုးတွေဒါမသိနိုင်မသိနိုင်ဒါပေမဲ့အားတော်တော်ကိုကျွန်တော်တို့တက်မတော်တော်များများကိုဖြုံးပြနိုင်တယ်တော်တော်ကိုဟိုပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့တက်ရင်နေတဲ့ပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့အနေထားရှိတယ်ပေါ့နော်စစ်သားတွေရဲတွေဆိုရှင်တို့စကားတခွန်းရှိပါတယ်ရခိုင်ပြည်နယ်ကိုသွားမယ်ဆိုရင်ဟိုတော်တော်ကြီးကိုကြောက်ကြတယ်ပေါ့နော်ကျွန်တော်နဲ့သိတဲ့ဒုတက်ဘုံမူကြီးတယောက်ဆိုလို့ရှင်ကျွန်တော်တို့တိုင်းကိုကြောင်းကျွန်တော်တို့တိုင်းကိုကြောင်းလာတယ်ဆိုတာဘာပြောလဲဆိုတော့ငါ့ဟိုလေရခိုင်သားလောက်ရင်ငါလစ်ပြီတဲ့ဒါဒုတက်ဘုံမူကြီးအစင်ရပြောခဲ့တာနော်ဦးစီးရာရှိဟုတ်တယ်တကယ်အဲ့လောက်ထိကို အဲကျွန်တော်ကိုယ်တိုင်လည်းတက်မှနေကန်တော့ရခိုင်ကလူတွေအတွက်ဆိုပြီးတော့လင်းလင်းဒီကျွန်တော်တို့တို့ DSA အပတ်စဉ်လိုက်တွေတို့အဲ့လိုမျိုးတို့ပို့တဲ့ဟာကြီးမှာကျွန်တော်ကိုပြီးတဲခဲ့ဘူးရရှိပါဒါပေမဲ့အဲ့လိုပေါ့နော်အဲ့ဒီတော့ရခိုင်ကဒီ A ကတော်တော်ကိုအားကောင်းကောင်းနဲ့နောက်ပြီးတော့နောက်တစ်ခုကအားသူ့ရဲ့အားသာချက်ကကိုစစ်တပ်ဘက်ကသူက AA လို့အတန်ကြားတာနဲ့ကိုတိုက်အောင်မတိုက်ရသေးဘူးဒီတက်ထဲမှာဖွဲ့ဟိုတက်အတန်ကြားနိုင်ကိုစစ်သားတွေရဲ့စိတ်တက်ကပြက်စီး ခြောက်ထားပြီးပြက်ဟိုအဲ့လောက်ထိကိုတကယ်စစ်စစ်နဲ့ကြားတဲ့တပ်ဖွဲ့တစ်ခုနဲ့ရှင်တန်းရမယ်ဆိုရင်ဟိုသူတို့ကြောက်ကြတာပေါ့ကြောက်တယ်အဲ့တော့အခုအတန်ကြားရင်ကိုကြောက်တဲ့အနေသားဖြစ်တာပေါ့နော်တော်တော်ကိုအထက်ကတော့ကိုနာပြောနေတယ်သူတို့လူမျိုးရဲ့စီလုံးမှုပြီးလို့ရှိရင်သူတို့ခေါင်းဆောင်မှုအရေးချင်းဒါတော်တော်ကိုအခုလိုမျိုးမျိုးနယ်အုံမျိုးနယ်ပဲကျန်တော့ရဲ့ဆိုတဲ့အနေသားကိုရောက်အောင်လေဒါသူတို့လွယ်လွယ်ကူရခဲ့တာမဟုတ်ဘူးနော်ဟုတ်တဖက်မှာဆိုလို့ရှိရင်ခုနပြောသလိုနိုင်ငံသားနိုင်ငံတွေရဲ့တခြားနိုင်ငံတွေရဲ့စီမံခန့်တွေရှိတယ်လို့ပဲ သူတို့နောက်ကျောင်းမှာဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ပေါ့နော်ရဟုတ်တယ်သူတို့အမျိုးမျိုးဟိုကြောက်ချလို့ရတယ်ပုံဖော်လို့ရတယ်နောက်ဆုံးအပိုးဆိုးတာဒီစစ်တပ်နဲ့ပေါင်းပြီးတော့သူတို့ကြီးဟိုလှုပ်ပြီးတော့ဒီအေအေကိုကြောက်ချတဲ့အနေအထားကြီးလည်းအများကြီးကျွန်တော်တွေ့ရတယ်အဥမာအပြင်ဒီ RSO တို့ ASA တို့ဒီအဖွဲ့တွေကိုသူတို့ကြီးဟိုနှစ်ယောက်တိုင်မြင်ပြီးတော့မွေးတော့မွေးညွှန်တာမဟုတ်ဘူးပေါ့ထောက်ပံ့တာတော့မဟုတ်ဘူးအဲတစ်ဖက်စီကနာဗိုလ်ချုပ်ထုံးနိုင်တယ်ပြောခဲ့ရရှိတယ်သူပြောခဲ့တဲ့ဇာတ်မှာဆိုရင်ဟိုနှစ်ဖက်လုံးကဒီအဖွဲ့တွေကိုထောက်ပံ့ပြီးတော့ပြုစုပြောင်းထောင်တယ် ပြီးရင်ဒီ AA ကိုတိတက်ဟိုပုံတိုက်ဟိုဘောတိုက်ခိုက်ဖို့တော့ဒါတိုက်ခိုက်ဖို့တော့လဲတော့အဲ့တော့တို့လူမျိုးရေးတွေလာပါတယ်အဲ့တော့ဘာသာရေးတွေရောရိုဂျင်ဂျာရီကိစ္စတွေအဲ့လိုကြားမှာသူဟိုကင်တွေတဲ့ပုံစံကဆိုရင်ဒါတော်တော်ကြီးဟိုဟိုပါနေတယ်လို့လည်းပြောရမယ်နောက်ဆုံးခုပြခုဒီဘလီကိုပြန်ခွင့်ပေးလိုက်ရဆိုလို့ရှင်ဘလော့တီအောင်ဒါသူ သူ့ရဲ့စီယုံနိုင်စံအားကောင်းလဲဂျုံချင်မှုသူ့ကိုရှိလဲပေါ့ဒါအကွက်ရွှေတာတအားကိုဟိုနိုင်ငံရေးမော်နိုင်ငံသူရှိမှန်ပြစစ်ကောင်းဆောင်တဲ့ဆိုတော့နိုင်ငံရေးဘားကိုလည်းတော်တော်ဝါတဲ့ပုံစံမျိုးတွေ့ရတယ်ဇကာအပြောအဆိုတွေအဲနောက်တစ်ခုနောက်ဒီရှိမှန်ဒီရခိုင်ရခိုင်ဒေသကပြကဘာနဲ့ချီပြီးတော့ကဘာနိုင်ငံတော်အဆင့်ကဘာအဆင့်ကို highlight ပေးခံပြီးတော့စောင့်ကြည့်နေရတဲ့နေရာကြီးကပြောမယ်ဆိုသူတို့ဒီအာရကတတ်တော် AA နဲ့ဒီရခိုင်ခေါင်းဆောင်ဒီ AA ခေါင်းဆောင်တွေရဲ့ခေါင်းပုံမှာအဲ့ ုနပြောတဲ့ဒီရိုဟင်ဂျာအရေးခင်းပြဿနာကြီးကဝင်တော့ဝင်ပွားကြီးဖြစ်တယ်ခုနောက်ဆုံးအချိန်တွေဆိုအခုလဲကြားမှာပေါ့ဒီဘင်္ဂလားဒေ့ကဒီဘင်္ဂလားဒေ့ကဒီမိုးရေစိတ်ကိစ္စနဲ့လဲအေအိုဆွဆွဲတယ်အဲ့လိုပဲစစ်တပ်ဘက်ကလည်းဆွဆွဲတယ်ဘင်္ဂလားဒေ့နေချားဆောင်ဘက်ကလည်းအဲ့လိုဆွဆွဲတယ်ဒါမဲ့ဒါဟိုဗိုလ်ချုပ်ထုံးမြင့်နိုင်ဖြေသွားတဲ့ဟာကအရန်ပါနေတယ် ရခိုင်ဒေသကိုမွေးရစီတွေရောက်လာခင်ဗျက်ရယ်ကိုဖျက်လာတာလေတဲ့ရခိုင်ဒေသကိုပင်လယ်ပြင်ကိုအေရမဆိုးမိုးနိုင်ပါဘူးတပင်လယ်ပြင်မှာမြန်မာစစ်တပ်ကပင်မော်ရေတပ်တင်မော်တွေပဲဆိုးမိုးထားတာဒီပင်လယ်ပြင်တွေကလာတယ်ဆိုရင်ရဒီလူတွေကိုပဲဖျက်လာတာပြည်မကလာမယ်ဆိုလဲမြန်မာစစ်တပ်ကနေမျိုးဖျက်တာသူပြောဟွာချင်းချင်းလေ ဘသူလောက်ပါတယ်ဘသူတည်ပေးရတယ်ဘသူတွေလုံနေတယ်ဆိုတော့ तू မပြောဘူးဒါမှမဟုတ် तू ပြောပါပါပါလေးပေါ့နော်အဲ့တခုခုနပြောတော့ကဘာအဆင်ရိုရင်ဂျာဒီအရေးခင်ဒီခုနဘင်္ဂါလီပြဿနာကြီးရတယ်သူတို့တော်တော်ဒါကဘာအဆင်ကျွန်တော်တို့ငိုနိုင်ငံတော်နိုင်ငံတော်အတိုင်းမင်္ဂန်ကိုထောင်လဲရောက်နိုင်ငံတော်အတိုင်းမင်္ဂန်ကိုတိုင်းသွားရှင်းပြီးတော့မပြေလည်ဘူးဗျာအဲ့ဒီကိစ္စတွေကိုပါလောက်ပဲနောက်တစ်ခုကဟိုခုခုဆိုလို့ရှိရင်ခုဆိုတာခုကျွန်တော်တို့ဒီစကောင်းဝိုင်းလုံးနေအချိန်မှာ ဒါရခိုင်မှာဒါရခိုင်မြောက်ပိုင်းမှာမောင်းတော့ဘက်တင်နေနော်ဒါဟိုဟာလေဒီအာစာလေအာဆိုလေဒီစစ်သွေးကြော်လေဝင်တိုက်နေပြီဗောနော်ဒါတွေကခုနဒါကျွန်တော်တို့အနောက်ဘက်ကအိန္ဒိယချင်းဘင်္ဂလားဒေ့ရှ်ရဲ့ဆက်နက်တွေမကင်ဘူးဘက်ကမြန်မာစစ်တပ်ရဲ့ဆက်နက်တွေလည်းမကင်နောက်တစ်ခုဗောနော်ဟိုဟာဗောလုံခြုံမှုဗောတရင်လုံခြုံမှုတွေတော်တော်တိတ်နေဟိုပြင်ဆင်တာကြီးဘာလဲဘာလဲဆိုတော့ကျွန်တော်ဒီတို့တွေစက်ခန်းတွေတင်းခဲ့တယ်မြို့နယ်တွေတင်းခဲ့အချိန်မှာဘယ်အေအေရဲ့တက်မှုတက်ဖွဲ့ ဟိုဟာအကုန်လုံးကမှဆိုရှယ်မီဒီယာပေါ်ရောက်မလာဘူးဒါတော်တော်ကြီးကိုတော်လိုင်းတက်ဖွဲ့နေနေဟိုအတုယူရမယ်ဟိုလိုက်လိုက်လာကျင့်သုံးရမယ်ပေါ့နော်အဲ့တော့ဆိုသူတို့အကုန်လုံးပြီးပြီကျွန်တော်တို့မှဒီသတင်းတွေဆိုလို့ရှိရင်သူတို့ထုတ်ပြန်မှသိရတာဟိုတချို့နေရာမှာရှိရယ်ဟိုစခန်းကမတိုက်ကြသေးဘူးဟိုငါတို့ရပြီကွာအဲ့လိုမျိုးဒါဆိုရှယ်မီဒီယာပေါ်တင်တဲ့ခါတွေကိုလည်းပတ်သက်ပြီးတော့တတော်ကြီးကိုသူတို့ထင်းထင်းထင်းကြိုင်ပြရအောင်မြင်ရတယ်နောက်ဆုံးပေါ့နော်ဒီ Araka တက်တော် AA ရဲ့သတင်းပြန်ကြားရေးဥက္ကန်သူကကိုယ်တိုင်ဒါထုတ်ပြန်ပါပဲချို့အချိန်လေးဆိုတာကျွန်တော်တို့ပြည်သူတွေရော နောက်ပြီးတော့တချို့တက်ဖွဲ့ရောတိရတယ်အဲ့တော့ဘာလို့ဆိုလိုချင်လဲဆိုရင်တို့ကအရန်ကိုတိုတိတ်တယ်လုံးဝမလိုလားအတ္တတွေကိုပေါက်ချောင်းမှုလုံးဝမရှိသေးရဘူးဆိုရှယ်မီဒီယာအသုံးပြုမှုအစားတို့တွေတော်တော်ကြီးကိုထင်းထင်းထင်းရှိရလို့ဒါကျွန်တော်အနေနဲ့သွားမြင်မိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီတိုက်ပွဲတွေမှာတို့ပြန်လဲသိသိရရှိရလက်နက်တွေလက်နက်ဆိုချို့အမြောက်တွေတန်ရက်ကကားကြီးအလုံးယောက်ခါတွေအကုန်လုံးတို့အချိန်တူအတွင်းကိုတို့ပြန်လဲအသုံးပြုနိုင်အောင်လေ့ကျင့်နိုင်မှရှိတယ်ဒါလည်းဟိုအေအေတစ်ဖွဲ့ရဲ့ဟိုပါပေါ့ အားသာချက်အားသာချက်တစ်ခုပေါ့နော်နောက်ပေါ့အဲ့ဒါလေးကျွန်တော်မြင်တာကသူတို့ဒီအဓိကပြခေါင်းဆောင်တယောက်ဆိုတာကအရာအားလုံးကိုတော်နေဖို့မလိုဘူးဒါပေမဲ့ဘသူ့ကိုဖယ်နေရမှာဘသူ့ကိုဘလို့အသုံးချရမယ်ဆိုတော့ management ပေါ့နော်စီဒီစီမံခန့်ခွဲနိုင်တဲ့အရေးချင်းရှိဘူး။ तू ကအတိတ်ကအေးခေါင်းဆောင်အဲ့ဒါကကျွန်တော်ဘာလို့ခုဟိုအရှင်းညွှန်ပြကျွန်တော်တို့ဒီစစ်တပ်ကနေပြီးတော့ဖတ်ပြောင်းသွားတာအခုအာဏာသိမ်းပြီးမှဟိုသူ့ရှိကိုဖတ်ပြောင်းမှာဟိုတုန်းကတည်းကသူတို့ကဒါမျိုးသားရေးနဲ့သူတို့ရခိုင်မျိုးသားရေးဆိုတော့မျိုးချစ်စိတ်နဲ့အများကြီးရှိတယ်။ ဲ့လူတွေကို तू ကတိတိချာချာဟိုစနစ်တကျပြန်ပြီးတော့အတုံးချထားတဲ့ပုံစံမျိုးတွေ့ရတယ်ဗောဒါကြောင့်မလို့စစ်တပ်ကရတဲ့လက်နက်ကြီးတွေကိုဒီဒီခုနလိုတန်ချက်ကဖားမျိုးတွေကိုစနစ်တကျချက်ချင်းပြန်ပြီးတော့အတုံးနိုင်အတုံးချနိုင်တာဟုတ်တယ်။ဘာလို့အဲ့လိုမျိုးဗပြောင်းသွားတဲ့လူတွေအကုန်လုံးကလည်း ဘယ်နေရာမှသူတို့ပေါ်လာမှာမဟုတ်လုံးဝတိုးတိုးတိတ်နေတယ်နေနေသူက personal brand ပြတူးချင်းရဲ့ personal brand တော့အဲ့လိုတိဆောက်ထားတာဥမာဘယ်မျိုးကြီးတာတိတ်နေတယ်ဗျာဘယ်မျိုးကိုတိတ်တော့ဘယ်တန်ကိုအဲ့လိုမျိုးထွက်လာတာတိတ်မရှိဘူးအေးတော့ပဲအဲဒါမျိုးပဲသွားတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ခုနအခုပြောခဲ့သလိုသတင်းလုံခြုံမှုကတော့အရန်ကောင်းတယ်ပြီးတော့ကျွန်တော်ကြားသလောက်တော့ဒီအမိန်နာခံမှုမှာလည်းအရန်ကိုစနေတကြရှိတယ်စစ်တပ်ကိုတပ်ကိုကိုသူကအမိန်နာခံမှုမှာအားကောင်းတယ်လို့ကျွန်တော်သိရတယ်ဒီတော့ စတဲ့ထဲမှာပြောခဲ့တာပေါ့တခဲပေါ့အေးအေးတခဲတခဲပေါ့အခုနောက်မှာတခဲမဟုတ်တော့ဘူးเนาะတကယ်ဟိုမီးစက်ကြီးဖြစ်လာပြီအဲ့ဒါကောင်းလာနောက်တစ်ခုကသူ့ရဲ့လုံပုံကိုင်မူကခုနကကိုခုဆိုလို့ရှင်ဒါသူဒီ မွတ်စလင်ကိစ္စတွေပေါ့နော်ဒီဒီအနောက်ဘက်ကကိစ္စတွေပကိုင်းလွယ်တဲ့ဟာတွေလည်းတော်တော်ကိုဟိုပြောမယ်ဆိုတော့ပညာသားပါတယ်ပေါ့နောက်တစ်ခုကဒီဒေါ်လာရင်းနဲ့ပတ်သက်ရင်လည်းသူတို့ဥမာရှမ်းကြောင်းမှာဆိုလို့ရှိရင်တချို့အဖွဲဆိုလို့ရှိရင်သူတို့လိုတဲ့အနေထားပြည်လက်ပြီးရောမောင်းထုတ်ပြတဲ့ဟာမျိုးတွေရှိတယ်အဲသူတို့ကျွန်တော်တို့တခြားတပ်ဖွဲ့တွေကိုဒီနောက်ပေါ်ဒီအငင်းပွားမှုတွေခံစားပြတာဒါပေမဲ့အေအေမှာအဲ့လိုမျိုးဖြစ်မလာတာကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးပြသူတို့ကဒီသမိုင်းကြောင်းအရာဒီပလက်ဝဒေတာချင်းတောင်ပိုင်းပေါ့နော်ဒီဒေတာတွေနဲ့သူတို့တွေကပြိပခါတွေရှိတယ် ဒါပေမဲ့ဒီဘက်ကရှိတဲ့အဖွဲတွေကချင်းအဖွဲတွေတော်တော်များများနဲ့ပါသူကအင်လိုင်းဖြစ်တယ်။သူကိုယ်တိုင်ထောက်ပံ့ပေးထားတယ်။ကုချိန်ကြီးလည်းအဲ့မှာတချို့ဗမာတပ် PDF တပ်ဖွဲ့တွေရောဒီဒီချင်းတပ်ဖွဲ့တွေရောတော်တော်များများသူထောက်ပံ့ပေးထားပြီးသူကူညီပေးထားတာအပြောတော်တော်များများတော့မဒီမှာတွေ့ကြတဲ့ကြောင်ရလေးကတော့အခိုင်ကျတော် AA ရဲ့စစ်မျက်နှာဖြန့်ထားမှုနဲ့စစ်ကွန်ရုပ်ဖြန့်ထားမှုကိုကိုဝင်မြန်မာဖြစ်ပြီးတော့အခိုင်ကျတော် AA ရဲ့လုံမီလူစင်တွေအားလုံးကိုအပြုအသင်းနဲ့ဆိုတဲ့ကြောင်ပြန်လည်ကိုများပေးတဲ့ခြင်းဖြစ်ပါတယ်။တော်တော်များများတွေအားလုံးပဲ အခန်းကျတော့ A ပေါ်ဘယ်မျိုးပြင်မြင်မှုရှိတယ်ဆိုတာလည်းပြောကြလို့ရပါတယ်ဒီအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ Nonthan Nonthan ဖြစ်တဲ့ကျွန်တော်ရဲ့ Future Production Mini Channel လေးကို Like and Subscribe and Subscribe ပြီးဘေးအခွင့်အရေးတချင်တက်လက်များပြီးဒီနေ့တင်အားလုံး issue နာဆင်ရည်ဖြစ်ပါလေကျွန်တော်တို့ရဲ့ထောက်ပို့ပုံမှုကောင်းမွန်စီရန်အတွက်ဗီဒီယိုတွေကြည့်ရှုတဲ့အခါမှာတော့ VPN ခံပြီးကြည့်ရှုပေးကြဖို့ဒီနေ့အထမှန်တောင်းဆိုရင်လည်းအုံကြည့်ရှုပေးတဲ့ပလန်မျိုးတွေအားလုံးတူးချင်းဆိုင်ကိုတူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ